လာပါကျွန်တော်အောင်ပြည်သစ်ပါဆရာကြီးဒဂုံရွှေများရေးသားတဲ့လူတစေနှင့်ဖြစ်ရစံကျေဝိထုများဆိုတဲ့စာအုပ်ထဲကဘဝဲဆောင်သောယရနာတိုက်ဆိုတဲ့ဝိထုလူလီကိုဖတ်ပြခြင်းပါလေခင်ဗျာနားဆင်ကြည့်ကြပါဦးဘဝဲဆောင်သောယရနာတိုက်ကုန်းမော်တွင်ရှိသောပစ္စည်းများထက်ပင်လယ်ရောက်တွင်ရှိသည့်ပစ္စည်းဥစ္စာရွှေငွေတို့ကပို၍ပိုများလာပြီ ကုမုံရှိရတနာများသည်တမန်တူးဖို့ယုံများနှင့်အလွယ်တကူရရှိနိုင်မည်မှန်တော်လဲရေအောက်ရှိရတနာများဟုမူအလွယ်တကူရနိုင်မည်မဟုတ်ပေထို့ပြင်ထူဆန်းကြောင်းမဖွဲကောင်းသည့်ရေတတဝါကြီးများ၏ဘေးရန်ကလည်းရှိရသည်ပင်လေသမုဒ္ဒရာတွင်တွာလာနိုင်သည့်သင်းမောသာမကခိမိရင်ငုတ်ကရိယာများလည်းလိုအပ်၏ထူမြသာမကသည်ဇွတ်တတိနှင့်ပြည့်စုံသောရေနဲ့တွင်ငုတ်ဖူးစွန်စားမှုသည့် တစ္ဆာရှိရေငုံသမားကောင်းလေးလူအပ်၏အဘဲကြောင့်ဆိုသောအချို့ရေငုံသမားများမှာပင်လေရေအောက်ပေပေါင်းများစွာနှဆိုင်သည့်နေရာတွင်စွန့်စွန့်ဆဆာငုံနိုင်စွာရှိတော်လေတစ္ဆာမရှိဂရိမတိကထိုစွန်စားရှာဖွေမှုမှာအချိနှိပင် ဖြစ်တတ်လေသည်ယခုရေးသားအံ့သောအထုပ်ပတိမှာတောင်အမေရိကတိုက်အနောက်မြောက်ပိုင်းဖြစ်သောကိုလံဘီယာနယ်အနီးတွင် ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်မှန်တစ်ခုဖြစ်၍ကိုပိုင်စွန်စားရှာဖွေသူမှာလက်တင်နေဘူကလေး ဟယ်ရီရီဇင်ဘတ်ဆိုသူဖြစ်လေသည်သူသည်ဝါဒနာအလျောက်ပင်လယ်ရေအောက်တွင်နင်းမြုပ်နေသည့်တင်မောများမှပစ္စည်းဥစ္စာရှင်ငွေများကိုရှာဖွေခြင်းဖြင့်အသက်မွေးပွန်းကြောင်ပြုခဲ့ရာလေးကောက်ထင်းနှင့်ပင်ပေါင်9500တောင်တမိုးရှိသည့်ရွှေများရရှိခဲ့သည်ဆို၏ပင်လယ်ရေအောက်ကသဲပြင်များပေါ်မှာရောကြောက်ဆောင်ကျူကြောက်ဆောင်ကြားတွေမှာရောပြက်နေတဲ့တင်မောပြက်တွေဟာရာပေါင်းများစွာရှိတယ်တထောင်ထောင်ကြော်ကောင်းကြုံမယ် အဲ့ဒီအထဲမှာရှိတဲ့ရွှေငွေတွေဟာမရေမတွက်နိုင်ဘူးရွှေငွေတွေမကဘူးအဖူးဒဏ်ကြောင်းမြက်ရွေးတွေလည်းရှိသေးတယ်တင်းမောပြက်တွေဟာကဘာကြီးကိုပတ်ပြီးတစ်ခုနဲ့တစ်ခုဆက်နေမတက်ပဲရွှေချိုးကြီးကိုတန့်ထားတဲ့အတိုင်းပါပဲအဲ့ဒီပစ္စည်းတွေဟာတကယ်ဇွတ်တတိနဲ့စွန်းစွန်းဆဆာလာပြည့်ယူမဲ့လူတွေကိုစောင့်နေတယ်ခုဟယ်ရီရီဇင်ဘက်ကပြောလိကျွန်ုပ်ရဲ့ထဲမှာပင်လယ်ကြီးအောက်ရှိရွှေနှင်းငွေများမှာ ကဘာပေါ်တွင်ရှိသည်များအစိုးရငွေတိုင်များတွင်ရှိသည်ရွှေနှင့်ငွေများထက်ပင်ပိုလိမ့်မည်ဟုကျွန်ုပ်ယူဆပါသည်ကျွန်ုပ်ကိုယ်တိုင်လေးချိန်တိုင်စွန်စားငုတ်ယူခဲ့ရာပေါင်9500တန်းတွင်များကိုရရှိခဲ့ပါသည်၎င်းမှာကြီးကြီးကျယ်စွန်စားမှုများသာဖြစ်၍အသေးအဖွဲများမပါပါကျွန်ုပ်အားလုံးရရှိသောပစ္စည်းတန်ဖိုးမှာကနန်း6လုံးပင်ကျော်ခဲ့ပါပြီသို့သောရင်းတို့ကိုရရန်ကလွယ်ကူလာသည်မဟုတ်ပေတင်မင်းသည်ရင်ငုတ်သူများအား ပင်လယ်ကြီးရောက်သဲပြင်ပေါ်တွင်အမြဲလူလူစောင့်ဆိုင်းလျက်ရှိနေပါသည်ဘေးရန်နေရည်များကလည်းများပြားလှပါသည်အသက်ရှူလေပိုက်ပေါက်ယူလဲတည်နိုင်၏ကြောက်ကြွကြောက်ကြားတွင်ခြေချိုလက်ချိုကျယူလဲတည်နိုင်၏ငမန်းငစင်တို့၏တိုက်ခိုက်မှုကြောင့်လဲတည်နိုင်၏အော်တိုဘက်ခေါ်ပင်လယ်ဘဝဲကြီးများ၏နှာမောင်းကြီးများအောက်တွင်တဖြည်းဖြည်းအသက်ရှူကျယ်ယူလဲတည်နိုင်၏ကျွန်ုပ်သည်အထက်ပါအခက်ခဲများကိုကျော်လွှားနိုင်ခဲ့သဖြင့်ယခုတိုင်အသက်မသေးကျန်ရှိနေခဲ့၏ န်ဒီရင်များနဲ့ရင်ဆိုင်ရရင်ကျွန်ုပ်နိုင်ရသည်ကများ၏။သို့သောတခါတရံအညံ့ခံလိုက်ရ၏။ရေအောက်ရှိရတနာများရှာဖွေသည့်လုပ်ငန်းမှာဤများလောက်ဘေးရန်ရဲ့ထူပြောလာတော့လေကျွန်ုပ်သည်လောဘသာဖြစ်၍တူး၍တူး၍သာရှာဖွေလို၏။စွန်စားလို၏။မိများလောက်ရင်းနေသည်ဖြစ်စေငိုရှိုးရှာဖွေမိသာဖြစ်၏။တနေ့တွင်ကျွန်ုပ်သည်ကိုလံဘီယာနယ်ဘျူနာဘင်ဂျူရာမြို့နယ်မာလာပီလိုကျွန်းစကြရှိ ရေလက်ကြသူတွားရောက်ခါစွန်စားရှာဖွေအုံးမိဖြစ်ထိုနေရာကငွေချောင်းကြီးများသည်ဆွေးမြေပေါက်ကွဲနေသည့်တင်းမော့ကိုရကြီးအတွင်းတွင်ရှိထိုတင်းမော့ကြီးအတွင်းရှိ ပစ္စည်းဘဏ္ဍာများမှာကျင်းစာတင့်နေသည်ဟုလူများပြောဆိုယုံကြည်ကြ၏ကျွန်ုပ်သည်ယူသီးသောသူတစ်ယောက်မဟုတ်ပါသို့သောရင်းပစ္စည်းဘဏ္ဍာများကိုလာရောက်ရှာဖွေသည့်ရှာဖွေရေးအဖွဲ့ရှစ်ဖွဲ့မှရင်ုံသမား၈ယောက်တို့မှအထက်ပါဘေးရန်နေရာများနဲ့တွေ့ကြုံရသဖြင့် ပစ္စည်းမရပဲတည်ကြည်ပစ္စည်းကြရလေသည်ရင်းချက်ကိုထောက်ထားသည်ဖြင့်ထူပစ္စည်းဗန္ဓာများမှာကျင်းစာတင်သောတိုက်တစ်ခုဖြစ်၍နေလေသည်ထူနေရ၌ကျွန်ုပ်ကိုယ်တိုင်ရင်ငုတ်ရှာဖွေရာယခင်ကကျွန်မစိုးငင်သောရင်ငုတ်သမားတို့ဥပ္ပံများကို၎င်းတို့၏တန်ခမောင်များနှင့်အတူသင်းမောပြက်ကြီးအတွင်မှတွေ့ရ၏ဒုနေမင်းကျွန်ုပ်သာအသက်မသေးပဲပြန်၍တက်လာနိုင်လေသည်ယခုကျွန်ုပ်ရင်းမြစ်အကြောင်းမှာ ရင်ငုံစွန်စားရှာဖွေရေးဘဝခကြီးလန်းတျောက်တွင်ကျောင်းမက်ဖွယ်အကောင်းဆုံးသောအတွေ့အကြုံတစ်ခုဖြစ်လေသည်ကျွန်ုပ်သည်ထူးခြားနာတဲ့အကြောင်းကိုချာလီဝါယာဆိုသူရင်ငုံသမားတူဦးထံမှကြားသိရ၏တင်းမောမှာလွန်ခဲ့သောနှစ်ပေါင်း200ကျော်300ကျော်ကန်းကမာလာပီလူကျွန်း၏ကြောက်တန်းကြောက်ဆောင်များပေါ်တွင်နှိမ့်မြုပ်သွားခဲ့သည့် အမည်မသိစပိန်ပင်လယ်ကူးတင်းမောကြီးတစ်စင်းဖြစ်လေသည်သူနှင့်ရသက်တစ်ပတ်အနည်းငယ်ကြာသောအခါကျွန်ုပ်သည် ထိုစပိန်သင်္ဘောကြီးရှိရာသို့တွားရောက်ခါရွှေငွေရတနာများကိုရှာဖွေလျက်ရှိလေ။သင်္ဘောပြတ်ကြီးသည်ကြောက်ဆောင်နှစ်ခုကြားရှိတဲပြင်ပေါ်တွင်ညင်ညာတက်မဲ့စွာရှိနေ၏။ရေနက်မှာပေ120ရှိ။သင်္ဘောရွက်တိုင်များမှာကျိုးပက်လျက်ရှိနေတော်လဲ၎င်း၏ခိုင်ခန့်လာသော အသက်ငယ်လေကလေးများမှာခြေကြီးများတွင်ခိုင်မြဲစွာချီနှောင် တွေ့ကက်လျက်ပင်ရှိနေသည်။သင်္ဘောပေါ်မှာရှော့ချပြီးသည့်ဖြင့်ရေအောင်မျက်နှာပြင်သို့ရောက်သောအခါ ကျွန်ုပ်သည်ထိုနင်းမြုံနေသော စပိန်သင်္ဘောကြီးသင်္ဘောအီရိယာတစ်လျှောက်တွင်တဖြည်းဖြည်းဆန့်သက်လျှောက်သွားလျက်ရှိနေ၏ကျွန်ုပ်၏ရင်ကိုဝတ်တွင်တက်ဆင်ထားသည့်ကျူးများနှင့်ပိုက်များမှမြည်သည့်အရာဝတ္ထုနှင့်မှညှိတွင်မနေကြောင်းအသည့်အချဆန့်သက်ကြည့်ရှုမိ၏ထို့နောက်ကျွန်ုပ်လည်းခါတွင်ပတ်ထားသည့်ခပတ်မှတပေကန့်ရှည်လျားသည့်ဓာတ်ကိုဆွဲထုတ်လိုက်ပြီးလျင်သင်္ဘောကုန်းဘက်ပေါ်မှနေမောဤအောက်ထက်သို့ဆင်းသက်ခဲ့၏ထိုနေရာ၌အောက်ခံသဲတဲတွင်နစ်မြုံနေသော ကျွန်ုပ်၏အရင်ယခင်ကတည်ဆုံးခဲ့ရှာသည့်ရင်ကုန်သမားနှစ်ယောက်၏ဥကောင်းကိုနှလုံးကိုအံဩစွာတွေ့ရှိရ၏ကျွန်ုပ်၏မျက်နှာမှာချွေးများပြန့်၍လာတော့၏တို့ရှိစဉ်ကျွန်ုပ်၏ရင်ကုန်ဝတ်စုံထဲသို့အပြင်မှလေကလေးခပြူပြူဝင်လာသည်ကိုသတိပြုမိလိုက်၏တရှိရှိအတန်ကလေးသည်ကျွန်ုပ်၏နားသို့ဖြတ်သွားရာလေပေးသည့်ပိုက်မှ ပြက်နေပြီဖြစ်ကြောင်းသိရ၏အနိပဝန်းကျင်၌ကကျွန်ုပ်၏ပိုက်ကိုဖြတ်ရန် ငမန်းတကောင်တလီမြကို၎င်းကြောက်ဆွန်းကြောက်တဲ့တခုကိုမြတော့၎င်းမမြင်ရကြည်သူနဲ့ကျွန်ုပ်ဒီအချက်ပြကျိုးကိုဆွဲဤသူတို့ဆွဲတင်ရမှာ အကွေးအကောင်များကိုရှောင်ရှား၍ကျွန်ုပ်ကဆွဲတင်ရဖြစ်လေသည် မကြမီကျွန်ုပ်ဤကိုဒီတင်းမောကုမနှင့်ရိုက်ခတ်မိသည်ကို၎င်းနှကောင်းမှသွေးများထွက်နေသည်ကို၎င်းနောက်ဆုံးတီးလိုက်ရပြီးနောက်ညီစီအရာကုန်များမတိရတော့ပဲမိမျောသွားတော့ဤ ကျွန်ုပ်ဒီနှစ်ရက်လုံးလုံးသတိမရဘဲအိယာတဲ့နဲ့လဲလျက်ရှိနေ၏သို့တော့ကျွန်ုပ်ဒီမိသည့်အခါမှမကြောက်အကြံကိုမလျှော့ဇွဲနှင့်တတ္တိကိုမလျှော့သဖြင့်တတ္တိရနေတွင်တပံဆက်ပြန်၏ထိုအချိန်ခါသင်းမောပြက်ကြီးမှအခန်းကလေး၏တကားတစ်ဖက်ပွင့်နေသည်ကို တွေ့ရ၏ထိုအခန်းကလေးအတွင်း၌ကတိတ္တာများဖြင့်ပြည့်လျက်ရှိ၎င်းတို့နှင့်တိတ္တာတစ်လုံးသည်အဖုံးကွာလျက်ရှိသည်ကိုမြင်ရ၏ကျွန်ုပ်သည် တစ်တဖေးတွင်ကက်လျက်ရှိသောသဲများကိုပုတ်ခွာချပြီးနောက်ကျွန်ုပ်၏လက်နှင့်တမိဖြင့်အတွင်းသို့ထိုးကြည့်လိုက်ရာဘောသားရောင်အဆင့်ဖြင့်ဖြူဖွေးလျက်ရှိသောငွေချောင်းများကိုမြင်လိုက်ရ၏ရတနာရီငါတွေ့ပြီတွေ့ပြီဟု တကူရဲရည်ရွလိုက်မိထိုများသာမကတစ်တကလေး၏နောက်တွင်အတော်တန်ကြီးမားသည့်ရုပ်ထုတစ်ခုကိုတွေ့မြင်ရလျာ၎င်း၏မျက်လုံးများမှာကြောက်မြေရွေးများတထားတဲ့ကဲ့သို့ပြူးပြူးပြက်ပြက်အယောင်ထွက်လျက်ရှိနေ၏တို့နှင့်ကျွန်ုပ်လည်း တန်တော်ငေးမောကြည့်ရှု၍နေမိ။သူရှိစဉ်ယုတ်တိနောက်မှမဲမဲတရံကြီးတစ်ခုယုတ်တိရဲ့ထိုးထွက်လာသည်ကိုမြင်လာရ၏။အော်တိုပတ်ပင်လယ်ပဝဲကြီးပါတကား။၎င်းမှာစငားပီကန်ရှီလျာ၍၎င်း၏ကိုရဲကြီးမှာ ကျွန်ုပ်ဝင်လာခဲ့သည့်တကားဘက်ကိုပိတ်လျက်ရှိနေ၏။ကျွန်ုပ်မှာကြောင်းတွင်ပိတ်မိနေလိမ့်ပြီ။ကျွန်ုပ်၏နောက်တွင် အပေါက်ကလေးတစ်ခု ရှိနေရာကျွန်ုပ်လည်းထိုအပေါက်မှထွက်ပြေးရန်ကိုကိုအနေငယ်နောက်သို့ဆုတ်လိုက်၏။သူရှိစဉ် ဘဝဲ့သူမဟုတ်အော်တိုဘက်ခေါ်ပင်လယ်မြို့ကြီးနာမောင်းတစ်ခုသည်ကျွန်ုပ်ကရစ်ပယံတိုးထွက်လာ၏သို့သောကျွန်ုပ်ကလက်မနေကြီးငမန်းထူးသည့်ဓာတ်ကိုခါမှနှုတ်ခါအယိုးမရှိသည့်နာမောင်းနိုင်ကြီးကိုတခါတည်းအပြက်ပြက်ချလိုက်၏ထို့အချိန်တွင်အခြားနာမောင်းနိုင်ကြီးတစ်ခုထွက်လာပြန်ရာကျွန်ုပ်လည်းနဘေးမှနေ၍ထိုးလိုက်ပြန်၏တတိယထွက်လာသောနာမောင်းနိုင်ကအပေါ်မှစိုက်ချလိုက်ရ၏ထိုအချိန်၌ဘဝဲကြီးသည်နက်ပြရောင်အရင်များကို ဗဇက်မှာမုတ်ထုတ်လိုက်ရာဘဝင်းကြီးရေများမှာမြင်များကိုတွန်ချလိုက်ပြီးတကယ်သူတခါတည်းမဲ့နဲ့နောက်သွားတော့ဤကျွန်ုပ်မှာရေနောက်ကြည့်သွားသဖြင့်မြည်သည့်အရာကိုမှမမြင်ရတော့ကြီးသူရှိစဉ်နှံပေါင်းတစ်ခုသည် ကျွန်ုပ်၏ရေငုပ်ဝတ်စုံထိတ်မှတန်ကောင်းစုကြီးကိုလာ၍ရစ်ပတ်လျာကျွန်ုပ်မှာတရင်တရင်ပါသွားပြီးနောက်တင်းမောအေးအာဤနယံနှင့်ရမ်းမိသည်ဖြင့်မိုက်ကနေဖြစ်သွားတော့ဤကျွန်ုပ်သည်သတိမလစ်ဖဲခမမတ်ပြန်၍ရဲ့ရန် အထုတ်လျက်ရှိစဉ်နှောင်းပေါင်းတစ်ခုသည်တန်ခေါင်းစု၏ရှစ်တဲ့တဲ့သူလာ၍ပက်ပြန်ရာကျွန်ုပ်ဟာကံ၍လှုပ်တဲ့ကဲ့သို့ရှိတော်၏တွနစ်မင်ကျွန်ုပ်မှာသတိလက်လွတ်မဖြစ်ခဲ့ကြေအခြားနှောင်းပေါင်းကြီးတစ်ခု ရောကနေထွက်လာပြီးလျင်ကျွန်ုပ်၏လက်ဝဲဘက်ခြေထောက်ကိုရစ်ပက်ပြန်ရာတို့နှင့်ကျွန်ုပ်လဲရည်သွားရာကျွန်ုပ်၏လက်ဝဲဘက်လက်ကိုပါရစ်ပက်မိပြီးနောက်ကျွန်ုပ်ကဒရွတ်ဆွဲရည်သွားလေတော်၏ထိုအခါ၌က၎င်း၏မဲမဲလုံးလုံးကိုကြီးမှာ ျွန်ုပ်နှင့်ကပ်၍နေပြီဖြစ်၍အခြားနာမောင်းကြီးတစ်ခုသည်ကျွန်ုပ်ကိုယ်ကိုပါရစ်ပတ်လေတော့၏ထိုအခါ၌ကျွန်ုပ်သည် ရှိသမျှအာရုံကိုဖြည့်စွမ်းကာအော်တိုပကြီးတည်ခွင်းဖြစ်သည့်လေချောင်းသွေးကြောကြီးရှိရသူကျွန်ုပ်ဤဓာတ်ကိုနောက်ဆုံးစွန်စားသည့်အနေဖြင့်တအားကုန်ထုနှင့်လိုက်လေသည်ထိုအချိန်၌ကျွန်ုပ်သည်ကပတ်စီမှကိုယ်ကိုယ်ကန်၍လှုပ်လိုက်ပြီးတကယ်သူတုံလို့သွားသည်ကိုခံစားလိုက်မိကျွန်ုပ်ဤရင်ငုပ်ဝတ်ဆောင်ရှိတဲ့အပေါက်တပေါက်ဖြစ်ခါ စီပေါင်းကလေးများအပြင်သို့တစားစီထွက်နေသည်ကိုဂရုပြုလိုက်မိစီပေါင်းကလေးများမှာအနီအောင်ဖြစ်ကျွန်ုပ်၏ကိုယ်မှာသွေးများထွက်လျက်ရှိနေလေပြီထိုညီဆွဆွနန်းသောကျွန်ုပ်၏သွေးများကိုငမန်းများအနက်ရလျင်မကြမီရောက်လာပြီတော့မည်ကျွန်ုပ်သည်အခန်းအပေါ်ဝတွင်တပိုင်းတစပိတ်ဆို့နေသောဘဝဲအသေးကောင်ကြီးကိုလွတ်မြောက်အောင်ထွက်နိုင်မည်ဖြစ်တော်လဲသွေးစားသောငမန်းများ၏ရံမှလွတ်နိုင်မည်မဟုတ်ပေမည်သို့ပင်ဖြစ်စေ ကံကောင်းထောက်မှသဖြင့်အပေါ်မှလူများသည်ကျွန်ုပ်အားဆွဲတင်နိုင်ခဲ့ရာကျွန်ုပ်မှသတိလေးလျက်ရှိရာမှသတိပြန်ရလာသည်နှင့်တပြိုင်နက်ကျွန်ုပ်တို့တင်မောအခန်းတစ်ခန်းအတွင်းသို့ရောက်ရှိနေကြောင်းသိရ၏ကျွန်ုပ်၏ဥကောက်မှတမျက်နှာဖုံးကြီးကိုလည်းချွတ်ပြေးကြလိမ့်မည်ကျွန်ုပ်သည်သတိရ၍အသက်ပြန်ရှင်လာစီကမူတကူလုံးထုံ၍နေပြီလျင်နေရာတိုင်းရှိရိုးစစ်တို့မှကြိုက်ခဲလျက်ရှိနေသည်ကို တွေ့ရ၏ရင်းတို့ဒီကရင်ကုန်သူမများသည် ပင်လေရောက်၌အချိန်လွန်၍သွားသည့်အခါခံစားရတတ်သည့်ဝေဒနာမျိုးပင်ဖြစ်လေသည်ကျွန်ုပ်၏ဖြစ်ပုံမှာဤသို့သည်ယန္တနာတိုက်ကိုညွန်ပြသူ ချာလီဝိုယာသည်တင်းမောပေါ်မှနေ၍ကျွန်ုပ်ကအချက်ပေးလိုက်သည့်အခါကျွန်ုပ်ကအချိန်ကြာမြင့်စွာ ပြန်ကြားခြင်းမပြုသဖြင့်သူ၏စိတ်ထဲတွင်တန်တရားဝင်လာ၏တို့နှင့်သူသည်တိုင်းရင်းသားရင်ကိုယ်သမားနှစ်ယောက်အားကျွန်ုပ်၏အဖြစ်အပျက်ကိုစုံစမ်းရန်စီလွတ်လိုက်လည်သည်ထို့သူနှစ်ယောက်သည် ရေအောက်သို့ရောက်သောအခါကျွန်ုပ်၏အသက်ရှူလမ်းညွှန်များပေါက်ပြက်နေသည်ကို၎င်းကျွန်ုပ်၏ကိုယ်ကိုနှောင်ပေါင်းကြီး၃ချောင်းဖြင့်ရစ်ပတ်ထားခြင်းခံရသည်ကို၎င်းတွေ့ရ၏ဘဝဲကြီးမှာကတည်၍နေလိမ့်မည်သူနှင့်သူတို့သည် ကျွန်ုပ်၏ပေါက်နေသောရင်ငုပ်ဝတ်စုံမှအပေါက်များကိုချက်ချင်းပိတ်လိုက်၏ထို့နောက်ပိုင်လိုင်းနှင့်ကျူးများကိုဓားဖြင့်ခုတ်ဖြတ်ပြီးလျှင်ကျွန်ုပ်၏ကိုယ်ကိုရေပေါ်သို့ရောက်အောင်ဆွဲတင်ကြလိမ့်မည် စကားပြောနိုင်သောအခါကျွန်ုပ်ကကန့်ချလိမ့် လောကမှာမတွေ့ကျင်ဆုံးအရာနှစ်ခုရှိတယ်ဗျ။ဘာလဲသိလား။ပြောစမ်းပါဦး။နံပါတ်1ကအော်တိုဘတ်ဆိုတဲ့တတဝါကောင်ကြီး။နံပါတ်2ကလည်းအဲ့ဒီကောင်ကြီးပဲ။ကျွန်တော်တို့ဒီဘျူနာပင်ဂျူရာမြို့မှာရွက်ပွင့်၍ပြန်လှည့်ခဲ့ကြပြီလျင်ကျွန်ုပ်မှမူထိုတချီအတွေ့အကြုံနှင့်ပင်စိတ်နှလုံးခြောက်ခြားလာပြီဖြစ်၍ရင်းနှက်ထဲသို့ပင်နောက်ထပ်ဆင်းရဲစိတ်မပါတော့ပဲအချိန်ကြာမြင့်စွာအနာယူလျက်ရှိနေတော်၏။သို့သော် စပိန်သင်္ဘောပြကြီးဝန်ကောင်းထဲတွင်အဖို့တိုက်တယ်လာသည့်ငွေကြောင်းများရှိနေသည့်သဖြင့်လောဘယမကူမတတ်နိုင်သေးကြီးဘာပဲဖြစ်ဖြစ်ငါတနေ့တော့ပြန်သွားရှာဦးမည်ဟုမိမိကူမိမိပြောတဲ့ကဲ့သို့တီတူပြောမည်မိတို့ပင်ဖြစ်စေနှစ်ပေါင်းတော်ကြာလာတော့ခါယခင်ကကြောက်ရွံ့သောစိတ်များသည်လောဘဤသွေးဆောင်မှုကြောင့်တဖြည်းဖြည်းကွယ်ပြောက်သွားတော်၏ယခုစာရေးသည့်အချိန်၌သင်္ဘောနှင့်တကွာရင်ငုတ်ကရိယာဒဇာပလာများကို ယခင်ကားတဲ့တူတက်ကောင်းမွန်အောင်မွမ်းမံပြင်ဆင်လျက်ရှိနေ၏။အောင်မြင်မှုအတွက်အားထားရသည့်အချက်မှလည်းစပိန်ရတနာတိုက်ကိုစောင့်နေသည့်ဘဝဲကြီးကကျွန်ုပ်၏လက်ချက်ဖြင့်တည်ခဲ့ပြီဟုသောအချက်ပင်ဖြစ်တော်၏။ဟုတ်ကဲ့ဆရာကြီးဒဂုံရွှေမြရည်သားတဲ့ဘဝဲဆောင်သောရတနာတိုက်ဆိုတဲ့ဝိတုတုကလေးဒီမှာပဲအဆုံးသတ်ပါပြီခင်ဗျာ။အောင်စိမ့်နဲ့ပါဝင်ပေးကြသောကလေးကများအလုံးကိုဂျေဇူးအထူးပဲတင်ရှိပါရခင်ဗျာ။တော်လန်ပြည်သူပြည်သားများအလုံး အန်ဒီရဲ့ကင်းကျမ်းမာကြပါစီခင်ဗျာ။